Good morning ပါဆရာ။မိခွန်းလေးနဲ့မိခွန်းပြုပါရှင်။ဟုတ်ကဲ့ Good morning ပါဗျာ။တည်ကျင်တာမှန်သမျှတမီးလေးစိတ်ကြိုက်မေးမြန်းနေပါတယ်။ဟုတ်ကဲ့ပါဆရာ။ဒီနေ့ကျွန်မမေးချင်တဲ့မိခွန်းလေးကတော့လေလူတွေကပြောနေကြတယ်အခုခေတ်ကို AI kit AI kit ဆိုပြီးတော့လေအဲ့ဒါဘာကြောင့်အဲ့လိုခေါ်ကြတာလဲရှင်။ဟူ။ကောင်းလိုက်တဲ့မိခွန်းပဲတမီးရဲ့။ Ừm ဒီလိုရှိတယ်။အခုခေတ်ကို AI kit လို့ခေါ်ကြတာက artificial intelligence လို့ခေါ်တဲ့ဉာဏ်ရည်တုနည်းပညာကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအလုအကိုင်းပညာရေးကျန်းမာရေးစီးပွားရေးပြောရရင်ကနေပယ်ဖုံးဆောင်မှာမယုံနိုင်လောက်အောင်ကိုဝင်ရောက်နေရယူလာလို့ပဲ။ အာဟုတ်ကဲ့ဆရာနည်းနည်းလောက်ပို့ပြီးတော့ရှင်းပြပေးလို့ရမလားရှင်ရတာပေါ့တမီရဲ့ဥပမာတမီတုံးနေတဲ့ smartphone ထဲက Siri တို့ Google Assistant ဆိုတာ AI နေပဲလေသူတို့ကကိုယ့်အတန်ကိုမှတ်မိတယ်ကိုမေးတာတွေကိုဖြေပေးတယ်ကိုခိုင်းတာတွေကိုလုပ်ပေးတယ်နောက်ပြီး Facebook တို့ YouTube တို့ Netflix တို့လိုနေရာတွေမှာဆိုရင်လည်း AI ကတမီဘာကိုစိတ်ဝင်စားလဲဘာကိုကြိုက်တယ်လဲဆိုတာကိုလေ့လာပြီးတော့တမီအတွက်အကြံပြုချက်တွေပေးနေတာမျိုးပေါ့အဲ့ဒါကြောင့်တမီသတိထားမှုလားမသိဘူးကိုစိတ်ဝင်စားတဲ့အကြောင်းအရာတွေကကိုရဲ့ news feed မှာခဏခဏပေါ်လာတတ်တယ် Oh my gosh ဟုတ် ။ဟုတ်တယ်ဆရာတတိထားမိတယ်အဲ့ဒါ AI ကြောင့်ကိုဟုတ်တယ်အဲ့ဒါ AI ရဲ့လူဆောင်ချက်တခုပဲဒါအပြင်စေပညာဘက်မှာဆိုရင်လေ AI ကဆရာဝန်တွေကိုယောဂရှာဖွေတဲ့နေရာမှာကူညီပေးနေပြီဥပမာကင်ဆာလိုမှုယောဂတွေကိုလူတွေထက်ပိုမိုတိကျမြန်ဆန်စွာရှာဖွေတွေ့ရှိနိုင်အောင်ကူညီပေးနိုင်တယ်စိတ်ယုံအလုပ်ယုံနေမှာဆိုရင်လေလူတွေလောက်ရတဲ့အန်ဒီယံများတဲ့ပင်မန်းတဲ့အလုပ်တွေကိုစိတ်ယုတ်တွေနဲ့အစားထိုးလုပ်ဆောင်လာကြပြီဟာတော်တော်လေးကိုကျေပြန့်လာတာပဲเนาะဆရာဒါဆို AI ရဲ့အနာဂတ်ကဘယ်လိုဖြစ်လာနိုင်မလဲရှင်อืม အနာဂတ်မှာဆိုရင်တော့ AI ကအခုထက်ပိုပြီးတော့အရေးပါတဲ့အခန်းကဏ္ဍကနေပါမလာမှတေချာတယ်လို့ပဲကိုယ်တိုင်မောင်းတဲ့ကားတွေပိုပြီးတော့ smart ထလာတဲ့အိမ်သုံးပစ္စည်းတွေပညာရေးမှာဆိုရင်လဲចောင်းသားတယောက်ချင်းစီရဲ့လူအပ်ချက်နဲ့ကိုက်ညီအောင်တင် जा ပေးနိုင်တဲ့ AI ဆရာတွေအများကြီးပေါ်ပေါက်လာနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာလဲ AI ကြောင့်အလုတ်အကိုင်းအခွင့်အလန့်တွေပျောက်ဆုံးသွားမှာကိုစိုးရိမ်တဲ့အမြင်တွေလည်းရှိနေတာပေါ့ဟုတ်ကဲ့ပါဆရာစောစောရဆရာပြောသွားတဲ့ AI ကြောင့်အလုတ်အကိုင်းတွေပျောက်ဆုံးသွားနိုင်တယ်ဆိုတဲ့အပိုင်းကိုကျွန်မအနေနဲ့တော့ပို့ပြီးတော့စိတ်ဝင်စားသွားလို့ပါ อืมတကယ်ပဲအဲ့ဒီလိုဖြစ်လာနိုင်ချေဘလောက်ညံ့ညံ့ရှိနေလဲရှင်တစ်ဖက်မှာလည်းအကျိုးကျေးဇူးတွေအများကြီးရှိနေပြီးတော့တစ်ဖက်ကျတော့လည်းစိုးရိမ်စရာတွေရှိနေတယ်ဆိုတော့ဘယ်လိုပြောမလဲနည်းနည်းတော့ယဉ်လင်းမိတယ်လို့ပဲဆရာဟာဟုတ်တယ်တမီးရအဲ့ဒါကတကယ်ကိုအရေးကြီးတယ်မေခွန်းပဲလူတိုင်းစိတ်ဝင်စားနေကြတဲ့အကြောင်းအရာတစ်ခုပေါ့ကွာဒီလိုကြည့်အောင် AI နဲ့ကောင်းကျိုးဆိုးကျိုးဒါမှမဟုတ်အကောင်းနဲ့အဆိုးတွန်တွဲနေတဲ့သဘောတဘာဝပေါ့ကွာကောင်းတဲ့ဘက်ကအရင်ကြည့်မယ်ဆိုရင် AI ကြောင့်ကျွန်တော်တို့ရဲ့အလုပ်တွေကပိုပြီးတော့လွယ်ကူလာမယ်မြန်ဆန်လာမယ်တိကျလာမယ် ဥမာအရင်ကလူတွေနိုင်ပေါင်းများစွာအချိန်ပေးပြီးလုပ်ခဲ့ရတဲ့ data စီးရင်စရာတွေစစ်ဆေးတာမျိုးကို AI က second ပိုင်းအတွင်းအမှားယူမရှိလုပ်ပြီးနေတယ်။ဟာဟုတ်ကဲ့အဲ့ဒါကတော့တော်တော်လေးကိုအချိန်ကုန်တတ်တာလူပင်မတတ်တာဖြစ်စီမှာပဲနော်ဆရာ။အတိအကျပဲသမီးရဲ့ပြီးတော့စိတ်ယုံတွေမှာလူအတွက်အန်ဒီရရှိတဲ့နေရာတွေဥပမာဓာတုပစ္စည်းတွေနဲ့အလုံးလုံးဝရတဲ့နေရာအပူချိန်အရမ်းမြင့်တဲ့နေရာတွေမှာလူအစား AI စိတ်ယုံတွေနဲ့ဝင်လုပြီးတော့မော်လုံတန်းခွင်နေ BND ရဲ့ကင်းရှင်းရှင်းအတက်ကိုအရန်ကိုအထောက်အကူဖြစ်တာပေါ့ဒါကကောင်းတဲ့ဘက်က အပိုင်းတွေပေါ့ကွာဟုတ်ကဲ့ပါဆရာဒါဆိုစူးရင်ရတဲ့အပိုင်းကတော့ရှင်อืมစူးရင်ရတဲ့အပိုင်းကတော့တမိမေးတယ်လို့ပဲအလုတ်အကန်အခွင့်လမ်းတွေပါပဲအထူးသဖြင့်ထက်ခါထက်ခါလောက်ရတဲ့အလုတ်တွေဥပမာကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေကစပစ်စီတက်စင်တဲ့အလုတ်သမားတွေ customer service မှာဖုန်းဖြေဆိုပေးရတဲ့ဝန်ထမ်းတွေ data entry လုပ်ရတဲ့သူတွေရဲ့အခန်းကဏ္ဍကတဖြည်းဖြည်းနဲ့မှိမ့်မှိမ့်သွားနေတယ် AI ကအဲ့ဒီအလုပ်တွေကိုလူတွေထက်ပိုပြီးတော့ကုန်ကျစရိတ်တတတတာနဲ့24နာရီပတ်လုံးမရက်နာနာလုတ်ဆောင်နိုင်စွမ်းရှိနေလို့ပဲအဲ့ဒီခါကျရင်အဲ့ဒီနေရာမှာလုတ်ကင်နေတဲ့သူတွေအတွက်အလုပ်တဲ့အတက်ပညာတက်တဲ့မတင်ယူဆိုရင်အခက်အခဲနဲ့ကြုံတွေ့လာနိုင်တော့ဒါကအထက်ကစိန်ခေါ်မှုတစ်ခုပဲတမီ Oh my gosh ကြားရတာတော်တော်လေးစိတ်လေးဆရာပဲနော်ဆရာဒါဆိုအဲ့ဒီလိုအလုပ်တွေလက်လွတ်ဆုံးရှုံးသွားနိုင်တဲ့လူတွေအတွက်ကဘလို့အစီအမံတွေဘလို့ဖြည့်ရှင်းချက်တွေရှိနိုင်မလဲရှင့်သူတို့ကိုဒီအတိုင်းပဲထားလိုက်ပါလားဒါမှမဟုတ်တခုခုလုတ်ပေးဖို့အစီအစဉ်တွေရှိနေပြီလား ဟူးဒါကတော့အစိုးရတွေပညာရေးစနစ်တွေပြီးတော့ကုမ္ပဏီကြီးတွေအားလုံးပူးပေါင်းပြီးဖြည့်ရှင်ရမယ်ကိစ္စရကြီးတခုပေါ့သမီးရယ်ဟွန်းအဓိကအဖြေတစ်ခုကတော့ reskilling နဲ့ upskilling လို့ခေါ်တဲ့အလို့အကန့်ဆိုင်ရာကျွမ်းကျင်မှုအသစ်တွေပြန်လည်သင်ကြားပေးတာနဲ့လက်ရှိကျွမ်းကျင်မှုကိုအစင်မြင့်တင်ပေးတာတွေလုပ်ဖို့လိုတယ်ဆိုလိုတာက AI မလုပ်နိုင်တဲ့အလို့တွေကိုလူတွေကပို့ပြီးလုပ်နိုင်အောင်လေ့ကျင့်ပြူထောင်ပေးရမယ်အာနားလေတလို့လို့တော့ရှိပါတယ်ဆရာ AI မလုပ်နိုင်တဲ့အလို့တွေဆိုတာဥပမာဘယ်လိုမျိုးတွေလဲရှင့်ကောင်းပါပြီဥပမာ AI က data တွေကိုခွဲခြားစီဖလာနိုင်ပေမဲ့လူသားတွေလိုဝေဖန်ဖိုင်းကြပြီးမဟာဗျူဟာကြကြဆုံးဖြတ်ချက်ချတာမျိုးမလုပ်နိုင်သေးဘူး။ပြီးတော့လူသားတွေရဲ့စာနာစိတ်၊ဂရုဏာစိတ်၊တီထွင်ဖန်တီးနိုင်စွမ်း၊အမှုပညာစိတ်၊အချင်းချင်းပေါင်းတင်ဆက်ဆံရေး၊ခေါင်းဆောင်မှုပေးနိုင်စွမ်းစတဲ့အရေးအသွေးတွေက AI မှာမရှိဘူးလေ။အဲ့ဒီတော့အနာဂတ်မှာအဲ့ဒီလိုလူသားစာနဲ့အရေးအသွေးတွေလိုအပ်တဲ့အလုပ်အကိုင်တွေကပိုပြီးတော့အရေးပါလာမှသိကြတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။ဒါဆိုအလုပ်ကြီးပြတ်သွားတယ်လို့အလုပ်အကိုင်အစ်စ်တွေလည်းပေါ်လာနိုင်တယ်ဆိုတဲ့သဘောလားရှင့်။သိကြပါတယ်သမီး။ တမိုင်းကိုပြန်ကြည့်ရင်လည်းဒီလိုပဲလေစက်မှုတော်လိုင်းကြီးပေါ်လာတော့ကလည်းလက်နဲ့လောက်ရတဲ့အလုပ်တွေအများကြီးပျောက်ကွယ်သွားခဲ့တယ်ဒါပေမဲ့စစ်ယုံအလုပ်သမားစက်ပြင်းစရာစက်ပိုင်းဆိုင်ရာအင်ဂျင်နီယာဆိုတဲ့အလုပ်တွေအများကြီးပြန်ပေါ်လာခဲ့တယ်အခု AI ခင်မှာလည်းထုံနီးလောက်အောင်ပဲ AI ကိုထင်းချုပ်မဲ့သူ AI ကိုပြုပြင်ထင်းထင်းမဲ့သူ AI အတွက်ကျင့်ဝတ်ဆိုင်ရာစီမင်းစည်းကမ်းတွေရေးဆွဲမဲ့သူ AI နဲ့လူသားတွေကြားမှာပေါင်းတင်ဆက်ဆံနိုင်အောင်စီမံခန့်ခွဲပေးမဲ့သူစတဲ့အလုပ်ကိုင်အသည့်တွေအများကြီးပေါ်ထွက်လာမှာပါ အဓိကတော့ပြောင်းလဲလာတဲ့ခေတ်နဲ့အညီလိုက်လောညီသွေးဖြစ်အောင်ကိုကိုကိုအမြဲတမ်းအစစ်မြင့်တင်နေဖို့ပဲအာအခုမှတော့နည်းနည်းအမြင်ရှင်းပြီးအားရှိသွားတယ်လို့ပဲဆရာဒါဆိုကျမတို့လူသားတွေက AI ကိုကြောက်နေရမှာထက်သူနဲ့ဘယ်လိုပူးပေါင်းပြီးအလုပ်လုပ်မလဲဆိုတာကိုစဉ်းစားပြင်ဆင်ထားရမှာပေါ့နော်ဟုတ်တယ်တမီးအဲ့ဒီကအဓိကအချက်ပဲ AI ဆိုတာကျွန်တော်တို့ကိုအစားထိုးဖို့ရောက်လာလာတဲ့ကျွန်တော်တို့ရဲ့လုံနိုင်စွမ်းတွေကိုပို့ပြီးမြင့်မားလာအောင်ကူညီပေးမယ်အစွမ်းထက်တဲ့လက်နက်တခုတူးတခုအဖြစ်နဲ့ရှုမြင်ဖို့လိုတယ်ဟုတ်ကဲ့ပါဆရာ AI ကို tool အနေနဲ့သုံးရမယ်ဆိုတာကိုသဘောပေါက်ပါပြီဒါပေမဲ့ကျွန်မရုပ်ရှင်တွေထဲမှာတွေ့ဖူးတယ်လို့ပေါ့နော် um AI တွေကအရန်တော်လာပြီးတော့လူတွေကိုပြန်ပြီးထိ ंछ ုပ်သွားနိုင်တာမျိုးဒါမှမဟုတ်လူတွေအတွက် NDA ဖြစ်လာနိုင်တဲ့အခြေအနေမျိုးရောတကယ်ဖြစ်လာနိုင်မလားရှင်အဲ့ဒီကျင့်ဝတ်ပိုင်းဆိုင်ရာ ethical စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလောက်ရှင်းပြပေးပါအောင်ဆရာဟူး ကောင်းလိုက်တယ်မေးပဲတမီဒါက AI နဲ့ပတ်သက်လာရင်လူလေအပြောအများဆုံးပြီးတော့အငင်းအခုအဖြစ်ဆုံးအကြောင်းအရာတွေကတခုပဲရုပ်ရှင်တွေကလို့ AI ကကဘာကြီးကိုတင်ပိုက်သွားမယ်ဆိုတာမျိုးကတော့လက်တလုံးမှာတော့ဖြစ်နိုင်ကြီးအလွန်နှေးပါသေးတယ်လို့ပညာရှင်တွေကသုံးသပ်ကြတယ်ဒါပေမဲ့အဲ့ဒီလိုအစွန်းရောက်စိုးရိမ်မှုတွေအထိမဟုတ်ရင်တောင်မှ တကယ့်လက်တွေ့ဘဝမှာကျွန်တော်တို့အလေးနက်ထားရမယ့်ကျင့်ဝတ်ပိုင်းဆိုင်ရာစင်ခေါ်မှုတွေကတော့အများကြီးရှိနေတယ်။အာဟုတ်ကဲ့ဘယ်လိုစင်ခေါ်မှုမျိုးတွေလဲရှင်။အမ် ဥပမာတစ်ခုက AI bias လို့ခေါ်တဲ့ AI ရဲ့ bug လိုက်မှုပဲ AI ဆိုတာသူ့အလိုလိုဖြစ်လာတာမဟုတ်ဘူးကျွန်တော်တို့လူသားတွေကထည့်သွင်းပေးလိုက်တဲ့အချက်အလက်တွေ data တွေကိုတင်ယူပြီးမှတက်မြောက်လာတာအဲ့ဒီတော့ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ data တွေမှာလူမျိုးရေးဘာသာရေးကြားမှဒါမှမဟုတ်တခြားဘက်လိုက်မှုတွေပါဝင်နေခဲ့မယ်ဆိုရင် AI ကလည်းအဲ့ဒီဘက်လိုက်တဲ့အမြင်တွေကိုအတုယူပြီးစွန့်ဖြတ်ချက်တွေချလာနိုင်တယ်လေ Oh my gosh ဒါဆို ဥမာအလုခန့်တဲ့နေရာမှာ AI ကိုတုံးပြီးလူရွေးခိုင်းတယ်ဆိုရင်လူမျိုးတစ်မျိုးဒါမှမဟုတ်အမျိုးသားအမျိုးသမီးဆိုပြီးပတ်လိုက်ပြီးရွေးချယ်လာမျိုးတွေဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောပေါ့နော်ဆရာအတိအကျပဲသမီးအဲ့ဒါတကယ်ကိုကြီးမားတဲ့ပြဿနာပဲအဲ့ဒီလိုမမျှတဲ့ဆုံးဖြတ်ချက်တွေချတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုက privacy လို့ခေါ်တဲ့ကိုယ့်ရဲ့ကိုယ်တာအချက်အလက်လုံခြုံမှုပေါ့ AI စနစ်ဒီတိတိယောက်ယောက်အလုလုပ်နိုင်ဖို့ data အညောင်းအညောင်းလိုအပ်တယ် ဲ့ဒီတော့ကုမ္ပဏီတွေကကျွန်တော်တို့ရဲ့ကိုရစ်ကိုတာအချက်လက်တွေကိုဘယ်လိုစုဆောင်းနေလဲဘယ်လိုတုံးဆွဲနေလဲဘယ်လောက်အထိလုံခြုံအောင်ထားပေးနိုင်လဲဆိုရဲမေးခွန်းတွေပေါ်လာတာပေါ့ကိုရဲ့တင်းချက်လက်တွေသူများလက်ထဲအလွဲသုံးစားလုခင်ရမှာကိုစိုးရိမ်မှုတွေရှိလာကြတယ်ဟုတ်ပါတယ်ဆရာအခုဆိုဘာလို့လို့ကိုရဲ့အချက်အလက်တွေပေးနေရတာဆိုတော့တကယ်ပဲစဉ်းစားစရာပါပဲဒါဆိုဒီလိုစင်ခေါ်မှုတွေကိုဖြည့်ရှင်းဖို့ဘာတွေလောက်ဆောင်နေကြပြီလဲရှင်ဟုတ်ကဲ့အခုဆိုရင်ကမ္ဘာတဝန်လုံးကနိပညာကုမ္ပဏီကြီးတွေအစိုးရတယ်ပညာရှင်တွေက responsible AI လို့ခေါ်တဲ့တာဝန်ယူနေတဲ့ AI ကျင့်ဝတ်တဲ့ညီရဲ့ AI တွေဖြစ်လာအောင်ငူပေါင်းနေစီစဉ်စည်းကမ်းတွေချမှတ်ဖို့အပြင်းထန်ကြိုးစားနေကြပြီ AI ရဲ့ဆုံးဖြတ်ချက်တွေကညတာမှုရှိရလားပွင့်ပြင်းမြင်တာမှုရှိရလားလူသားတွေကိုအကျိုးပြုရလားဆိုတာတွေကိုအဓိကဦးတည်ပြီးလှုပ်ဆောင်နေကြတာပေါ့ကွယ်ဒါကနိပညာတစ်ခုတည်းနဲ့ဖြည့်ရှင်းလို့ရတဲ့ကိစ္စမဟုတ်ပဲလူမှုရေးနိုင်ငံရေးဥပဒေရေးဟာရှုထောင့်ပေါင်းစုံကနေချင်းကပ်ရောက်မဲ့ခရီးရွှေကြီးတစ်ခုပါပဲတမီးရဲ့ဟာ တကယ်လို့ခီးရွှေကြီးတခုဖြစ် မှာပဲနော်ဆရာကျင်းဝေဆန်ရာစီစဉ်ဒီမူပေါင်းကြီးချမှတ်တယ်ဆိုတာပြောတော့လွယ်တယ်လို့လက်တွေ့မှာတော်တော်ရှုပ်ဖွေးမှာပဲလို့ကျမတွေးမိတယ်။อืมဥပမာတခုလောက်ကျမစမ်းစမ်းမိတာကလေကိုတိုင်မောင်းနေက self driving car တစီမတော်တဆဖြစ်တယ်ဆိုပါစို့ဆရာအဲ့ဒီခါချရင်ဘဒုမာတာဝန်ရှိမလဲရှင်ကားပိုင်ရှင်လားကားကိုထုတ်လုပ်ခဲ့ကုမ္ပဏီလားဒါမှမဟုတ်အဲ့ဒီ AI program ကိုရေးခဲ့တဲ့ programmer လားအရန်ကိုခေါင်းစားစရာကောင်းတဲ့မိခွန်ကြီးပဲနော်ဆရာအာသမီးထုတ်လိုက်တဲ့အချက်ကအခုလက်ရှိဥပဒေပညာရှင်တွေနဲ့ AI ကျင့်ဝတ်ပညာရှင်တွေအပြင်းထန်ဆွေးနွေးနေတဲ့အကြောင်းအရာရဲ့အသဲနှလုံးကိုတက်တက်ထိမှန်သွားလာပဲအဲ့ဒါကို accountability လို့ခေါ်တဲ့တာဝန်ယူမှုတာဝန်ခံမှုပြဿနာပေါ့သမီးပြောသလိုပဲအမားတခုဖြစ်လာတဲ့အခါမှာဘသူ့ကိုလက်ညှိုးထိုးရမလဲဆိုတာမရှင်းလင်းတာဘူးဟုတ်ကဲ့ဆရာဘာလို့အဲ့လိုတောင်မရှင်းလင်းရတာလဲရှင်ဘာလို့လဲဆိုတော့အစ်စ်မင်းနဲ့ AI တချို့ရဲ့လုံဆောင်ပုံက black box လို့ခေါ်တဲ့အထက်မှာဘာတွေဖြစ်နေမှမသိရတဲ့ data net ကြီးတစ်လုံးနဲ့တူနေလို့ပဲဆိုလိုတာက AI ကဆုံးဖြတ်ချက်တခုကို ဘလို့အစင်စင်စဉ်းစားပြီးချလိုက်တယ်ဆိုတော့ကိုသူ့ကိုဖန်တီးခဲ့တဲ့လူသားတွေကိုယ်တိုင်တောင်မှတခါလေအပြည့်အစုံပြန်ပြီးခြေရန်ဖြောက်လို့မရဘူးသူက data တွေအများကြီးကိုတင်ယူပြီးသူနီးသူဟန်နဲ့ကောက်ချက်ချလိုက်တာအဲ့ဒီတော့အမားတခုဖြစ်လာတဲ့အခါမှာအဲ့ဒီအမားကကောက်ထဲမှာပါသွားတဲ့အမားလား AI ကတင်ယူမှုလွဲချော်သွားတာလားဆိုတော့ကိုအတိအကျပြောဖို့အရန်ခတ်သွားရော Oh my gosh ဒါဆိုတရားရုံးမှာဘလို့လို့အမှုစင်မလဲနော်တရားခန်းကဘယ်သူမှအတိအကျမသိဘူးဆိုရယ်ဟုတ်တယ်အဲ့ဒါကြောင့်အမြင်အမျိုးမျိုးထွက်ပေါ်လာတာပေါ့တချို့က ထုတ်လုပ်တဲ့ company မှာပဲအလုံးစုံတာဝန်ရှိတယ်လို့ဆိုတယ်။သူတို့ရထုတ်ပုံကြောင့်ဖြစ်တာကူတချို့ကကြတော့မဟုတ်ဘူး AI ကိုနေ့စဉ်သုံးဆွဲနေတဲ့ကားပိုင်ရှင်မှလည်းတာဝန်တစ်စီးပိုင်ရှိတယ်လို့ပြောပြန်ရော။တချို့ကကြတော့နိုင်ငံတော်ကနေဒီလို AI ထုတ်ပုံတွေအတွက်တီးထန်အာမစနစ် insurance တွေဥပဒေတွေအမြန်ဆုံးပြတ်ထန်ပေးရမယ်လို့တိုက်တွန်းကြတယ်။ဒါကနှိပညာပြတ်တနာထက်လူမှုကြီးနဲ့ဥပဒေရေးရာပြတ်တနာဖြစ်နေပြီ။အာ နားထောင်လေးလေးဒီ AI ခေတ်ကြီးကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတယ်လို့ပဲဆရာကျမတို့နေ့စဉ်သုံးနေတဲ့ပစ္စည်းလေးတွေရဲ့နောက်ွယ်မှာဒီလောက်တောင်ရှုပ်ဖွေးပြီးနက်နေတဲ့အကြောင်းအရာတွေရှိနေမှတကယ်မသိခဲ့ဘူးဟုတ်တယ်သမီးရဲ့ဒါကြောင့်မလို့ AI ကို disruptive technology လို့ခေါ်တာပေါ့သူကကျွန်တော်တို့ရဲ့လက်ရှိလူနေမှုဘဝစနစ်တွေကိုဝင်ပြီးတော့လွတ်ခတ်ပြောင်းလဲပစ်တဲ့ဤပညာမျိုးအဲ့ဒီလွတ်ခတ်မှုတွေနဲ့အတူအခွင့်အရေးကောင်းတွေအများကြီးပါလာတယ်လို့အခုလိုစင်ခေါ်မှုတွေစဉ်းစားကြရတဲ့အများကြီးကိုလည်းတပါးတည်းတည်ဆောင်းလာတာပေါ့ကွယ်အရေးကြီးဆုံးကတော့ကျွန်တော်တို့အားလုံးကဒီဤပညာရဲ့အကျိုးအပြည့် အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားသိမိနေပြီးတော့သူ့ကိုလူတိုင်းမျိုးနဲ့အကျိုးအတွက်ဘလို့အကောင်းဆုံးထင်းချောင်းအတုံးချမလဲဆိုတော့ကိုအတူတကွစဉ်းစားဆုံးဖြတ်သွားကြဖို့ပါပဲဟုတ်ကဲ့ပါဆရာတကယ်ကိုပြည့်စုံလို့နဲ့ရှင်းလင်းချက်တွေပါပဲကျမအခုဆိုရင် AI kit လို့ဘာကြောင့်ခေါ်လဲဆိုတာကနေစပြီးတော့သူ့ရဲ့အကျိုးကျေးဇူးတွေစင်ခေါ်မှုတွေနောက်ွယ်ကကျင့်ဝတ်ဆိုင်ရာနဲ့တာဝန်ယူမှုဆိုင်ရာပြည်တနာရှုပ်ထွေးပုံတွေအထိအမြင်တော်တော်ကျေသွားပါပြီ နောက်ဆုံးအနေနဲ့ဆေးရအနေနဲ့ဒီ AI ခေတ်မှာနေထိုင်နေကြတဲ့ကျမတို့လိုလူငယ်တွေလူတွေအားလုံးကိုဗာမားအဓိကအကြံပေးပြောကြားချင်တာရှိပါသလိုရှင်ဟူနောက်ဆုံးအနေနဲ့ပြောချင်တာကတော့မျော်လင့်ချင်တဲ့တတိယနှစ်ခုကိုလက်ကင်ထားဖို့ပါပဲသမီးရ AI ဆိုတဲ့မောင်းနေအားကြီးကကျွန်တော်တို့ရဲ့ကဘာကြီးကိုအပြစ်သဘောဆောင်တဲ့ပြောင်းလဲမှုတွေအများကြီးယူဆောင်လာပေးနိုင်တဲ့အလားအလာအပြစ်အဝရှိပါတယ်ဂျမ်းမာကြီးပညာကြီးစီးရဲမွေးတည်မှုပုံဝင်ချင်းထင်းထင်းရေးဆော့တဲ့ကဘာဖက်တနာကြီးတွေကိုဖြည့်ရှင်းရမှာအထူးကကူညီပေးနိုင်တဲ့နည်းပညာဖြစ်လာနိုင်တယ် အဲ့ဒီမျောလင်းချက်ကိုကျွန်တော်တို့မပြောဆုံးစေသင့်ဘူးဒါပေမဲ့တစ်ချိန်တည်းမှာပဲဒီအစွမ်းထက်တဲ့ tool ကိုဘယ်လိုတာဝန်တိတိကြိုက်တွေသုံးဆွဲမလဲဆိုတဲ့တတိတရားအမြဲရှိနေရမယ်မျောလင်းချက်နဲ့တတိတရားနော်ဆရာဟုတ်တယ်သမီး AI ရဲ့အနာဂတ်ကို AI ကိုရင်ကပုံဖော်တာမဟုတ်ပါဘူးကျွန်တော်တို့လူသားတွေကပုံဖော်တာပါကျွန်တော်တို့ရေးဆွဲတဲ့ဥပဒေတွေကျွန်တော်တို့ချမှတ်တဲ့ကျင့်ဝတ်တွေကျွန်တော်တို့တင်ကြားပေးလိုက်တဲ့တန်ဖိုးထားမှုတွေပေါ်မှာမူတည်ပြီး AI ရဲ့အနာဂတ်ကလူသားတွေအတွက်ကောင်းကျိုးပေးမလားဆိုးကျိုးပေးမလားဆိုတာအဆုံးဖြတ်ဖြစ်သွားမှာဒါကြောင့် AI ကိုကြောက်ရွံ့မနေဖဲသူ့အကြောင်းကိုလေ့လာပါ သူ့ရဲ့အလားအလာတွေကိုစိတ်ဝင်စားပါပြီးတော့လူသားမျိုးနွယ်ရဲ့အကောင်းဆုံးအနာဂတ်အတွက် AI ကိုဘယ်လိုထိန်းချုပ်အသုံးချမလဲဆိုတဲ့အရေးကြီးတဲ့ဇာတ်ဝိုင်းတွေမှာကိုယ်တိုင်ပါဝင်အဖြေရှာတဲ့သူတွေဖြစ်လာအောင်စူးစမ်းကြပါလို့ပဲအားလုံးကိုတိုက်တွန်းချင်ပါတယ်ကွယ်ဟုတ်ကဲ့ပါဆရာဒီနေ့အချိန်ပေးပြီးတန်ဖိုးရှိတဲ့အသိပညာတွေမျှဝေပေးတဲ့အတွက်ကျွန်မကနားထောင်သူတွေရဲ့ကိုစားကျေးဇူးအများကြီးအများကြီးတင်ပါတယ်ရှင်ရပါတယ်သမီးရဲ့အခုလိုစိတ်ဝင်စားတဲ့မိန်းကုံးတွေမိပေးတဲ့အတွက်ဆရာကလည်းကျေးဇူးပြန်တင်ပါတယ်အားလုံးပဲ AI ခေတ်မှာဉာဏ်ပညာနဲ့တတိတရာလက်ခံထားပြီးအောင်မြင်စွာရှောင်လန်းနိုင်ကြပါစေဗျာ